အခုသင်ခန်းစာက here you are ရဲ့အတုံးပဲဖြစ်ပါတယ် h e r e y o u a r e r here you are ဒါဆိုရင်ဆက်လို့ informal ပုံစံ ဖြစ်ပါတယ်အများသူငါကြားမှာအရန်ကိုတုံးဆွဲတဲ့အတုံးပုံစံတစ်ခုဖြစ်ပါတယ် usage ပုံစံတစ်ခုလည်းဖြစ်ပါတယ်အဲ့အဓိပ္ပာယ်အားဖြင့်ပြောမယ်ဆိုရင်တယောက်ယောက်ကနေပြီးတော့တစ်ခုခုကို စိတ်ခိုင်းတယ်ပေါ့နော်အဲ့ဒီခါမျိုးမှာယော့ဒီမှာပစ္စည်းနဲ့အတူပေးလိုက်တယ်ယော့ဒီမှာဆိုလိုတဲ့အဓိပ္ပာယ်ကတော့ခမားလူကျင်တဲ့ပစ္စည်းယော့ဒီမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်တစ်ခုကဆရာစီစားတော့ဆိုင်နေပဲဖြစ်ဖြစ်ပစ္စည်းသွားဝယ်လာမှာပဲဖြစ်ဖြစ်ပစ္စည်းတွေပါကိုကဝယ်လိုက်တယ်ဝယ်လိုက်တဲ့အခါမှာအယောင်းစေးပေါ့နော်အယောင်းဝင်တဲ့အနေပြီးတော့အဲ့ဒီကိုဝယ်လိုက်တဲ့ပစ္စည်းကိုပေးတဲ့အခါမှာ तू ကပြောပါလိမ့်မယ် Here you are ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ယော့ဒီမာမင်းဝယ်လာမင်းမာလိုက်တဲ့ပစ္စည်းယော့ဒီယော့ဒီမာယူသွားဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်တစ်ခုကကြတော့ဟလာတယောက်ယောက်ကနေပြီးတော့ကိုယ်မမြင်လို့ပေါ့နော်မသိလို့မာရှိနေတဲ့အချိန်မှာကိုကသူ့ကိုလှမ်းအချက်ပေးလေဟေးဒီမာဒီမာဟလာ here you are here you are ဒီမာဒီမာဆိုပြီးတော့လှမ်းပြောတဲ့အခါမှာလေ here you are ကိုတုံးပါတယ်အဲ့တော့အခုအသုံးပုံစံလေးနဲ့ဆက်လို့တွေ့ကြအောင် here you are ဟေးဒီမာ I wait for you for 1 hours and ငါမင်းကိုစောင့်နေခဲ့တာတနာရီလောက်ကြာတယ် and thought ငါထင်တယ် you won't come မင်းမလာတော့ဘူးလို့ငါထင်ခဲ့တာလာဒါမျိုးပြောခြင်းတဲ့အခါမှာ here you are သုံးပါတယ်နောက်တစ်ခုဆက်ကြည့်အောင်ပါ rat could you forward me the pictures from the party ပါတီပွဲကဓာတ်ပုံတွေကိုငါစီကို forward လုတ်ပေးလို့ရမလား forward လုတ်ပေးလိုက်ပါအတိပ္ပယ်ကတော့ဆရာတို့ forward ဆိုတာကအလုံးတည်းရဲ့အတိုင်းပဲ email တွေပါတဲ့မှာကိုစီကိုထပ်ဆင့်ပြီးတော့ပို့ခိုင်းလိုက်တာပေါ့နော် sure here you are ဒီမှာပို့လိုက်ပြီးဒီမှာ attention send attach ပိုင်းလုတ်ပြီးတော့ send လုတ်ပေးလိုက်တယ်ပေါ့နော်ဒါကသူကဒီစာကြောင်းလေးကဟိုမှာဆိုလိုတဲ့အတိပ္ပယ်ကဟွန်းဟိုမှာ ဆိုတော့ G dot တို့ဟိုဘာလို့နဲ့ပေါ့เนาะတရားတရားစာရိုက်ပြောရင်းနဲ့သုံးတဲ့ပုံစံလေးပေါ့เนาะဟလာပါတီပွဲကနေပြီးတော့ဓာတ်ပုံနေကိုငါးစီကို forward လုပ်ပေးပါ sure okay တည်ကြတာပေါ့ here you are ဒီမှာငါလွှတ်လိုက်ပြီငါပို့လိုက်ပြီ attention sent attack file send file နဲ့ပို့လိုက်တယ်ဒါကိုပြောချင်တဲ့အခါမှာ here you are ကိုသုံးထားပါတယ်နောက်တစ်ခုကကြတော့ here you are i have been searching everywhere for you ဟလာမင်းကိုငါနေရာတိုင်းမှာငါလိုက်ရှာနေတာ and you are hitting in this hot လာ in this hole မင်းအကျွန်းနေလာကျွန်းထဲမှာမင်းကပုန်းနေတာ ਊ ဒီနေရာမှာကြောင့် here you are ဆိုတဲ့အတိတ်ပဲ hot ဒီမှာဟလာ hot ဒီမှာဆိုတဲ့အတိတ်ပဲအော်မင်းကဒီမှာကိုဆိုတဲ့အတိတ်ပဲဟုတ်ပြီနော်တယောက်ယောက်ကိုဆရာတို့တွေ့သွားတယ်အားတကြီးနဲ့တွေ့သွားတဲ့အခါမှာအော်မင်းကဒီမှာ ਊ အပေါ် here you are I wait for you ဆိုတဲ့စာကြောင်းမှာကြတော့ငါဒီမှာဟိုဒီမှာဒီအိဗေပေါ့နော်ဒါကိုသုံးနေတဲ့အခါမှာ here you are ကိုသုံးထားပါတယ်နောက်တစ်ခုက could you park me the sort please ကျေးဇူးပြုပြီးတော့ငါ့ကိုစားလှမ်းပေးပါ here you are your ဒီမှာဟလာတခုခုလှမ်းပေးခြင်းတဲ့အခါမှာသုံးပါတယ် here you are your ဒီမှာ ဟလာနောက်တစ်ခုကကြတော့ဆရာတို့ဟလာ အချက်ပေးခြင်းတဲ့အခါမှာ here you are အော်မင်းကဒီမှာပါလားငါဒီမှာပါလားစသဖြင့်ပြောတဲ့အခါမှာ here you are တောက်တုံးပါတယ်အထူးသဖြင့်ကတော့ဆရာတို့ဟလာပစ္စည်းတွေပါတွေပေးတဲ့အခါမှာတစ်ခုခုကိုကမ်းလှမ်းပြီးပေးတဲ့အခါမှာဟလာပစ္စည်းနဲ့အတူပြောတဲ့စကား here you are ယော့ဒီမှာအဲ့လိုမျိုးဆရာတို့အများအများကြီးတုံးပါတယ်ဒါကတော့ here you are နဲ့ပတ်သက်တဲ့အသုံးပုံစံပဲဖြစ်ပါတယ်